ါဒီတစ်ဘက်ကတော့ granite ကိုနံပါတ်ကြောင့်များနဲ့တတုတိုက်များရဲ့ဆက်နွယ်မှုတွေကိုတင်ပြမှာဖြစ်ပါတယ်။ညဝေတော်မှာဖြစ်ပါတယ်။ granite ကိုနံပါတ်ကြောင့်များနဲ့တတုတိုက်များတရှိ ဖြစ်ပေါ်နေမှုရာဆက်နွယ်မှုများရှိနေကြပါတယ်။မြင့်တင်ကြောင့်များထဲမှာ granite နဲ့ granite diorite ကြောင့်များကိုအပေါ်များဆုံးတွေ့ရပါဘူးဝိဒာအနေထားများနဲ့ပြိုင်တိုးဝင်နေကြတယ်မြန်မာနိုင်ငံမှာဆိုရင် တောင်မြောင်ဤဘပြိုင်တန်းနေတာကို တွေ့နေရမှာဖြစ်ပါတယ်ရှန်ကုန်မြင့်မြင့်နောက်ဘက်စွန်းတလျောက်နဲ့တင်းင်းသားကြီးတလျောက်မှာတိုးဝင်ဂရနိတ်ကြောက်ဆိုင်များကိုထင်ရှားတွေ့နေရတာ ဖြစ်ပါတယ်ဒီနေရာမှာဂရနိတ်ကြက်တွေကြောက်တွေကြောက်ဝင်နေငယ်ရှင်းပြလို့ပါတယ်ဂရနိတ်ခေါ်နံပါတ်ကြောက်များမှာဆိုရင်ရွေကြီးစစ်ကြောက်သားများရှိပြီးတော့ potash space bar တလင်းဒါတွေအဓိကပါဝင်ပါတယ်။လာကြီးညိုကငါ့ဘုတော်ခန့်တီပါဝင်နိုင်ပါတယ်။ဟွန်းလင်းနဲ့လာကြီးဖြူနေငယ် ပါဝင်ပါတယ်ဖဲစစ်တွင်းထွက်များအဓိကပါဝင်တတ်တဲ့တွဲကြောက်ကအယောင်ဖြုတ်ပါတယ်ပေါ်ထွက်ပိုင်းနေမှာစီဂရနစ်ကိုအခုံးပုံအလုံးပုံများအနေနဲ့တွေးရပါဒီလိုဖိရခြင်းမှာဂရနစ်ဟာရွယ်စိတွေညီညာစွာရှိနေတတ်တဲ့အတွက်အပူအေးတန်ခံရတဲ့အခါမှာဆိုရင်ဂရနစ်ကြောက်သားတွေဟာအရက်ရှိမင်းတော်တူညီစွာကြုံခြင်း ပြတ်ထွက်ခြင်းတို့ဖြစ်ပေါ်စီပါကာလကြာရှည်တဲ့အခါမှာဆိုရင် ကျက်တော်များအခုံခွာလိုက်သလိုအလှော်လိုက်ခွာလိုက်သလိုထက်လိုက်လှော်လိုက်ကြာကြကုန်ပြီးတော့ခုံးပုံအလုံးပုံတွေကြန့်ရှိနေရတာဖြစ်ပါတယ်သူဖြစ်ပေါ်ခြင်းကိုအခုံခွာကြည်မာခြင်း exfoliation လို့လည်းခေါ်ပါတယ်တခါတည်းမှာဆိုရင် granite ကြောင့်များဟာအေးခဲမှုပြီးဆုံးကာနီအချိန်မှာအတွင်းမှာအခုံငွေတွေထွက်လာပြီးတော့အခဲဖြစ်ဆကြောက်တွေကိုတပြိပြောင်းလဲစီတတ်ပါတယ်ဒီလိုနေရာဖြင့် granite ကြောက်ဆိုင်ကြီးများရဲ့အချို့ပိုင်းတွေမှာ ဆိုရင်စက်မှုတွေနဲ့ကုန်ကြမ်းတမျိုးဖြစ်တဲ့ KO link ပေါ်မြေဈေးပြူဖြစ်လာနိုင်ပါတယ်။ကဲနီကိုတို့ဝင်မိတဲ့ကြောင့်များမှာအများဆုံးတွေ့ရတဲ့အကြောင်းဖြစ်ပါတယ်။ဘယ်သူလိများဖြစ်တောင်မြေရဝန်များဝင်းကျင်တို့မှာတွေ့ရတယ်ရှိပါတယ်။တွေ့ရအများဆုံး granite များမှာဆိုရင်လာကြီးညို granite ပယ်ဝရိုက် granite ဖြစ်ပါတယ်။လာကြီးညို homely granite ကိုဒုတိယပုံများဆုံးတွေ့ရပါတယ်။ homely granite ကိုတာစီမြို့နယ်ရမပြည့် နောက်ဖက်သုံးပိုင်းခန့်အကွာနေရာဒီမှာတွေ့ရပါတယ်ဒီကြောင့်နှမျိုးစလုံးပုံမှာဆိုရင်တော့ပေါ်ဖီနဲ့ပေါ်ဖီမဲ့ကြောင်မျိုးခွဲများတွေ့ရပြန်တယ်အခြားတွေ့ရတဲ့အများဆုံးတွေ့ရတဲ့ဂရနစ်တွေမှာဆိုရင်ဒိုမလင်ဂရနစ်လူကိုဂရနစ်ဂရက်ဖစ်ဂရနစ်တို့ပြကြပါတယ်ဒိုမလင်ဂရနစ်ကဆိုရင်တော့ဒိုမလင်ကော်မှတ်မီးဟာဆရာကိုင်းတော့ပါဝင်နေပြီးတော့ တုံမင်းပါဝင်မှုကြောင့်မူလမေကမာမှာပိုရွန်တော်တန်ပါဝင်နေကြောင်းသိရှိနိုင်ပါတယ်လူကိုဂရနစ်ကဆိုအဓိကအပြင်ဖဲစပါနဲ့တလင်းပါဝင်မှုများပြီးတော့မိဖြစ်တွင်းထက်များမှာပါသလောက်ဖြစ်နေပါတယ်ဒါကြောင့်ဖြူရောင်သို့မဟုတ်ရောင်ဖြော့ရှိနေပါတယ်တာစီမြို့နယ်ရမပင်ရဲ့အနောက်ဘက်နှမိုင်ခန့်အကွာမှာနေရာနဲ့မုတ်ကိုချက်ပြင်းနီးဝင်းကျင်ဒေသတွေမှာတွေ့ရပါတယ်လူကိုဂရနစ်ကိုအလက်စကိုက်လို့လည်းခေါ်ကြပါတယ် graphic granite မှာဆိုရင်တော့ graphic ကြောက်သားတွေပြနေတဲ့အတွက် graphic granite လို့ခေါ်ရတာဖြစ်ပါတယ်။ကြက်ပြင်နောက်ဖက်9မိုင်ခန့်အကွာစကန်းကြီးဒေသနဲ့ကြက်ပြင်နီပင်ကိုတောင်ချီအောက်ပိုင်းတို့မှာတွေ့ရပါတယ်။တင်းသာရီတိုင်းဒေသတွေမှာတွေ့ရတဲ့ granite များနဲ့တွဲဖက်ပြီးတော့ gain view ဖြိုင်းတဲ့ကိုတွေ့ရများပါတယ်။မော်ချီပင်မနာမော်ချီပင်မနာရှိတဲ့ granite တွေမှာဆိုရင်အပြိုင်နဲ့ဒီတွဲပြီးတူဖော်ရတဲ့ရှိပါတယ်။တောင်ဝင်ရှိတဲ့ နဲ့တင်စီရဲ့မုတ်ပလင်တို့မှာဂရနစ်ကိုလန်ခေ6စောက်လေလုပ်ငန်းသုံးကြောင်ညများဖြစ်အသုံးပြုကြပါတယ်။နောက်တချို့နေရာတွေမှာဆိုရင်ဒီဂရနစ်ကိုအလှဆင်ကြောင်အနေနဲ့အသုံးပြုတာတွေရှိလာကြပါပြီ။ဘန်ဗျူဖြိုင်းတဲ့ area တွေထဲမှာဆိုရင်စီပွားဖြစ်လက်ခဲတထုပေါ့မထွက်နိုင်သလိုခဲတထုတွေ့ရတဲ့ AutoBCN Campion ကြောက်သားယူထဲမှာလေခဲဗျူဖြိုင်းတဲ့ မတွေ့ရှိနိုင်ပါဘူးဒီမှာဒီမှာရှမ်းပြည်ရဲ့နေရာတော်များမှာတရှိချိုင်ဝမ်းနေမှာဆိုရင် တရှိကြောင်မီသေးတရှိကိုးရာကိုးရီအများဆုံးတွေ့ရပါတယ်ညီရှာတတ်ထုတွေကိုတော့ခဲမြူဖြိုင်းတဲ့ area တွေမှာအ ਨੇ ချင်းသာတွေ့ရမှာ ဖြစ်ပြီးတော့ပေါ်မှာဘက်ကမိရှာတတ်ထုတိုက်တွေကမြေလူချက်တစ်ခုတိုက်မိတဲ့ subduction zone ထဲမှာဖြစ်တာကြောင့်ဂရနစ်ရှိတိုင်းမိရှာရှိရမယ်လို့ယူဆလို့မရပါဘူး ်မာနိုင်ငံမှာမြောက်မတောင်သို့ Granite နဲ့ Granite Diorite တွေအောက်ပါဒေသတွေမှာအောက်ပါတိုင်းတွေ့ရပါတယ်။ဒါတွေကတော့မြကြီးနားဗမော့အရှိဘက်ဒေသများနေပြီးတော့နောက်ပင်လယ်ဘူးဗမော့ကြားရှိမှန်ကင်းတောင်ဒေသများနန်းခမ်းပတ်ဝန်းကျင်ပေါ်ရဲအနောက်ဘက်တောင်ပိုင်း Granite ဒေသများနောက်နောက်ရှမ်းပြည်နယ်ရှိပိုင်းကကြိုက်တုံတာချီလေးဝန်းကျင်အိုင်းဆက်ဝင်းကျင်ဒေသများကုမဲတာစီ ရှိဘက်မှာရှိတဲ့ပြက်ခွေနဲ့ တောင်ကြီးကုန်းတောင်ဒေတာပျော်ဝဲရမဲတိတက်ကိုရှိပဲရှိတောင်များနောက်ပြင်မနာရှိပဲမစတင်ပြီးတော့တောင်ကူကြောက်ကြီးရွှေကျင်ရှိပဲနောက်မောဓမောက်ကိုဖြတ်ဆင်းသွားတဲ့ဒေတာများရေးထွယ်ဘိတ်နဲ့တနင်္သာရီရှိပဲဒေတာများတို့မှာဂရနိတ်တွေ့ကြပါတယ်ဒီနေ့ကြောင်ပြောရမယ်ဆိုရင်တော့ဂရနိတ်နဲ့တွဲဖက်ပြီးလေးရှိတဲ့တွေ့ရလေရှိတဲ့ပက်ကမာတိုက်အကြောင်းကိုကျွန်တော် ရမယ်ထင်ပါဘူး granite နဲ့တွက်ဖက်ဖြစ်ပေါ်လို့ရှိတဲ့ပဲကမာတိုက်ကြောက်တွေအားဆိုရင်ရွေးစည်အလွန်ကြီးကြပါတယ်လာကြီးဖြူ20ရာခိုင်နှုန်းအထိပါဝင်တတ်ပါတယ်တူမလင်းဖရဲဦးဥတ္တဖရာထက်တရာမြက်ရွယ် sport တူမင်းတို့လိုအရန်တက်ထွက်တွေများလဲရန်ထွက်တဲ့တရာလဲဒီပဲကမာတိုက်မှာပါဝင်နေပါတယ်ပဲကမာတိုက်ကို granite ကြောက်သားများလဲမှာကြောက်ထည်ရန်တို့မှုအကျော်များနေပြီးတွေ့ရလေရှိပါတယ် ကမ္ဘာရဲ့မှာတော့ပက္ကမတိုင်များဆိုရင် လာဂျီလီတီယံဘယ်ရီယံကဲ့သို့စီဝါပြည့်ထုတ်ယူကြပါတယ်ထုတ်ယူကြတာရှိပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ပက္ကမတိုင်ချင်ရှားတဲ့နေရာတွေကတော့ကျက်ပြင်းနောက်ဖက်စကန်းကြီးဒေသအသာစီအရှိတောင်မှ73မိုင်ခန့်အကွာမှာရှိတဲ့တောင်ခွဒေသတို့ဖြစ်ကြပါတယ်စကန်းကြီးပက္ကမတိုင်နဲ့ တက်ရဲ့တလင်းပိုတက်ဆီယမ်ဖက်စပါများစွာနှစ်ပေကလောက်ထိကြီးမားတာရှိပါတယ်စကန်ကြီးပက္ကမတိုက်မှာဥတပြားကောင်းကောင်းရရှိနိုင်ကြပါတယ်အင်းတိုင်းသာပက္ကမတက်ကတိုက်များတော့ပိုတက်ဖက်စပါကိုကျူတယ်လုပ်ငန်းတွေမှာအတူဖို့ကြတာရှိပါတယ်တောင်ကပက္ကမတိုက်မှာတော့မြေရွေးတွေရှိနိုင်ပါတယ်နောက်မော်ချီဒေသတွေတနင်္သာရီဘက်ကပက္ကမတိုက်မြောက်မှာစီခင်းဖြူပြိုင်နေထွက်ရှိကြတာကိုတွေ့ရပါတယ်ယခုပေါ်ပြပါရီကတော့ ဂရနစ်နဲ့ဒီတထုတိုက်တွေဆက်ဆက်မှုဂရနစ်ဖြစ်ပေါ်မှုဓာတ်တွေကိုတို့ကျုပ်ဖော်ပြခြင်းဖြစ်ပါတယ်ကြည့်ရှိသူအားလုံးရှင်းလန်းချမ်းမြေ့ကြပါသည်ခင်ဗျာ